ငါကသာစန့်ကျင်နေတာငါအပေါ်မှာတော့မေတ္တာမပြတ်ရှာဘူးပေါ့ငါဘာလုံးလို့ငါကိုမလုံးနဲ့လို့ပဲတားတယ်ပေါ့မဟုတ်တာတွေမလုံးနဲ့လို့ပဲပြောတယ်အဲ့တော့နောက်ဆုံးအချိန်ငါလည်းကျမ်းမရေးမကောင်းတော့ဘူးဂေါရမဗုဒ္ဓကိုငါနောက်ဆုံးအချိန်တွေ့ချင်တယ်သူတပည့်တွေသူ့နားမှာရှိတဲ့ပုဂ္ဂိုလ်တွေအဖော်တွေကိုတိုင်ပင်တဲ့အခါကျတော့ကိုတော်ခုမှတော့လုံးမနေနဲ့ တလျှောက်လုံးရံဖြစ်နေပြီးတော့မှခုမှတော့သွားမတွေ့ချင်တယ်လို့ပြောမဟုတ်ပါဘူးဖရာသူ့ဘုံမှာအလုံးခွင့်လွတ်ပြီးသားပါသူတွေ့ချင်မှပြောပါများတဲ့အခါကျရသော်ဘုရားကရာဇဂျိုမှာမရှိတော့ဘူးတာဝတိရောက်နေတယ်အဲ့တော့ထန်းစင်နဲ့သူ့ကိုတည်သွားတာဝတိမျိုးရောက်တဲ့အခါကျတော့ဇေရွန်အကြောင်းအနိနာကဇေရွန်ရေကန်ကြီးနားလဲရောက်ရော ထမ်းလာတဲ့ကိုတော်တွေကမောပန်းတော့ခိတ္တခဏအဲ့ဒီထမ်းစဉ်ကိုအောက်ချရေမိုးချုံးမယ်စေရောရေကန်ကြီးနားမှာရေချိုးကြမယ်ညနာတက်ကြမယ်လို့ခဏချတဲ့အချိန်သူကလည်းပဲအဲ့ဒီရေကန်ကြီးနားမှာထမ်းစဉ်ပေါ်ကနေပြီးတော့ခြေတော်ကလေးနှစ်ဖက်တွဲလောင်းချတာမြေကြီးပေါ်အဲ့ဒီကနေစပြီးမြေမြိုတဲ့ဇာလန်းကဝင်လာတာနော် ခြေထောက်နှစ်ဖက်ကမြေထဲရောက်သွားပြီးတော့မြေကြီးကကွဲ့အပ်လာပြီးတော့တဖြည်းဖြည်းမြေကြီးထဲမှာခြေထောက်တွေကဝင်း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 သွားတယ်နောက်ဆုံးကဒေဝတာဟာအဲ့ဒီရေကန်ပေးမှာပဲဒီမြေမျိုးချင်းကိုခံလိုက်ရတယ်အဲ့ဒီမြေမျိုးပြီးဆိုတဲ့အချိန်ကျမှသူမလုပ်လဲလို့ဆိုတော့ နောင်တတွေရလာတယ်မြတ်စွာဘုရားကိုနောင်တတွေရလာပြီးတော့ဘုရားကိုနောက်ဆုံးအနေနဲ့သူရှ िख ိုးသွားတာဣမေဟိအထေဟိဓမ္မကပုဂ္ဂလာဒေဝတိဒေဝနရဓမ္မသာရထေတမန္တစက္ကုံတတ္တပုံညာလက္ခဏာပါဏိဟိဗုဒ္ဓံတရဏံဥပေမိလို့ဒေဝရနောက်ဆုံးမြတ်စွာဘုရားကိုရှ िख ိုးပြီးတော့ကိုယ်ဝေယအဖြစ်စိတ်ကတ်သွားတာ ဒီကာထာလေးနဲ့ဒီအတိတ်ပဲလေးကိုပြေရဟာရွတ်ဆုပ်ပြီးတော့ညီတွားရင်နဲ့ညီကြီးတဲ့မှာဆုံဆုံမြုပ်ပြီးတော့တည်ဆုံးသွားတယ်ဒီလိုဆိုတာပေါ့နော်အတိတ်ပဲကဣမေဤအဋ္ဌိဟိဟောဒီအယိုးတွေနဲ့ဒုက္ခနာကိုငါတဏ္ဏမှာရှိတဲ့ဟောဒီအယိုးတွေနဲ့နောက်ဆုံးမှာအသက်ဇီဝိတာလည်းတည်တော့မယ်အဲ့ဒီအယိုးတွေနဲ့ဒီ နတ္တကာတို့တဲ့မြတ်တော်မူတဲ့ဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတော်မူတတ်တဲ့တပ္ပယုတဉာဏ်တော်ကြီးမျက်စိတပ္ပယုတဉာဏ်မျက်စိရှိတော်မူတဲ့ဘုံလက္ခဏာမျိုးစုံပါတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်တဲ့အရှင်ဂေါရမမြတ်ဖရာကိုငါဟာအသက်တည်နဲ့စိတ်ကပ်ပါတယ်ဟောဒီမတည်သေးခင်လေးမှာဖရာကိုငါပြန်ပြီးတော့စိတ်ကပ်ပါတယ်ဆိုတဲ့စကားလေးကို နှုတ်မြက်ပြီးတော့နောင်တရပြီးတည်ဆုံးသွားတယ်အဲ့ဒီနေရာလေးမှာမြတ်စွာဘုရားကသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တာဟာဒီနောက်ဆုံးအချိန်လေးစိတ်ကောင်းလေးဝင်လာဖို့အတွက်မြတ်စွာဘုရားသင်္ကန်းဝတ်ပေးတာတဲ့လူဘဝနဲ့နေလဲပဲသူမဟုတ်တာလုံးမှာပဲဟောကရဟန်းဘဝရောက်တော့လဲမဟုတ်တာလုံးတာပဲ မဟုတ်တာလှုပ်ထားခြင်းတူတူလူဘဝနဲ့မဟုတ်တာလှုပ်လို့ရှိရင်တဲ့အခုလို့နောက်ဆုံးတတိတံဝေကရတာမျိုးလူဘဝမှာဖြစ်မှာမဟုတ်ဘူးတဲ့ယဟန်ဝတ်တဲ့အခါမှာယဟန်တိတ်ခါနဲ့နောင်တဆိုတာပြန်ရလာပြီးတော့အခုလို့မြတ်စွာဘုရားပေါ်မှာဒီတော့အစိတ်တော်ရပြောင်းပြီးတော့မြတ်စွာဘုရားပေါ်မှာจิตနဲ့လက်ခံကိုယ်ဝိစိကမှုပြုလုပ်တယ်ဒီအချက်ကိုကြည့်ပြီးတော့အခုလို့ကိုယ်ဝိစိကချင်းဟာ ဘဝတဏ္ဍာရမှာနောင်သူဘဝကလွတ်မြောက်ရေးကောင်းမှုတစ်ခုလှုပ်ဆောင်သွားနိုင်တဲ့အခွင့်အလမ်းတစ်ခုသူရစေတယ်